မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုတ်တိုက်ပွဲဖြစ်ရသောစစ်ကောင်စီကမြို့တွင်းမှလက်နက်ကြီးအကျဉ်60ကျော်ပစ်ကူပြီးတန်ကြပ်ကရင်တွင်းနဲ့အတူဟောင်ဝဲစာလက်နက်ကြီးတွေပါပါဝင်လာပြီးမြို့တွင်းမှနေရာချဖို့ပြင်ဆင်နေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စစ်ကောင်စီတပ်တွေနဲ့တော်လန်ရေးအင်အားစုတွေတိုက်ပွဲဖြစ်ပွားနေတဲ့မိုးကုံမြို့ရွာရှိတိုက်ပွဲနေရာတွေကိုစစ်ကောင်စီကမြို့တွင်းထဲမှာလက်နက်ကြီးတွေစက်တိုက်ပစ်ကူပေးနေပြီးအချက်ရေ60ကျော်အထိရှိနေပြီလို့ဗီဒီယိုစီရေးသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။ TNL နဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီးတဲ့နောက်စစ်ကောင်စီအနေနဲ့မိုးကုံမြို့ကိုပြီးခဲ့တဲ့နိုဝင်ဘာ29ရက်မှစတင်ကအင်အားအလုံးရင်းနဲ့ဝင်လာခဲ့ပြီးမြို့ပေါ်ရှိအရေးကြီးနေရာတွေမှာတက်ချဖြန့်ခွဲမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမြို့တွင်းသို့မဝင်လာမီအစောပိုင်းကတည်းက PDF နဲ့တော်လန်ရေးအင်အားစုတွေဟာ TNL ရဲ့တောင်းဆိုမှုကြောင့်မိုးကုံမျိုးအပြင်ဘက်တွေကိုစုခွာမှုတွေရှိခဲ့ပြီးတော်လန်ရေးအင်အားစုတွေစုခွာရာအဆိုပါနေရာတွေအထိစစ်တပ်ကနိုဝင်ဘာလ30ရက်မှာစစ်ကြောင်းထိုးလာတာကြောင့်လက်ရှိအချိန်ထိထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဆိုပါတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုဒီနေ့မနက်ပိုင်းမှာစတင်ပြီးစစ်ကောင်စီကမျိုးရင်းရှိသူတို့အခြေပြုထားတဲ့နေရာတွေမှာလက်နက်ကြီးဖြစ်ကူတောက်လျှောက်ပေးနေပြီးနေလေကင်းအထိမှတင်လက်နက်ကြီးအချက်ရည်60ကျော်ပစ်ခတ်ခဲ့တယ်လို့ရေပြင်စစ်ရေးသတင်းရေးမြစ်တအူကပြောပါတယ်။တိုက်ပွဲကစဖြစ်နေပြီပြ မျိုးပြင်ကအဖွဲ့တွေနောက်ဆုတ်ပေးထားတဲ့နေရာတွေအတိဒေါ်လာလုံးတိုက်ပွဲဖြစ်တာပါတိုက်ပွဲဖြစ်တဲ့နေရာကိုလည်းဒီမနက်ထောက်လျှောက်လက်နဲ့ကြီးနဲ့ပြစ်နေတာအချက်ရေ60ကျော်နေပြီအတိုင်းသာကြားနေရပါတယ်လို့ပြောပါတယ်မနီခဖြစ်ပွားခဲ့တဲ့မိုးကုတ်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှထိခိုက်မှုတွေရှိပြီးတပ်ပြန်ဆုတ်ရတာတွေရှိတယ်လို့ပြောဆိုမှုတွေရှိနေပေမဲ့သတင်းဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးလက်ရှိတိုက်ပွဲတွေဖြစ်ပွားရာနေရာတွေဟာအရင်ကတည်းကတော်လန်ရေးအင်အားစုတွေအများဆုံးရှိတဲ့ မိုးကုံမျိုးအနောက်ဖက်ချမ်းသာမကစစ်ကောင်စီတွေမျိုးတွင်းကိုဝင်ရောက်ခဲ့တဲ့အရှိချမ်းပတ်မှာပါဖြစ်နေတယ်လို့လည်းသိရပါဗျ။ဒါပြင်မိုးကုံမျိုးတွင်းကိုစစ်ကောင်စီတပ်သားတွေဝင်ရောက်လာရမှာလူအင်အားအမြောက်များသာမကတန်ချက်ကရှင်တွေဟောင်ဝစ်စာလက်နက်ကြီးတွေပါပါဝင်ပြီးအစိုးပါဟောင်ဝစ်စာလက်နက်ကြီးတွေကိုမျိုးတွင်းရှိအောင်နန်းဘောလုံးခွဲမှာအလင်းစလိုတက်ဆင်နေတာတွေပြုလုပ်နေတယ်လို့အစိုးပါသတင်းရင်းမြစ်ကစက်ပြောပါဗျ။တိုက်ပွဲကအရှိတ်ဘက်မှလည်းကြားရတယ်ဗျ PDF တွေကဖက်ဖက်လင်မှာရှိတယ်နဲ့တူတယ် ရောင်ခေါင်းဘတ်တလျှောက်မှလည်းရှိတဲ့ကြတဲ့မြေပြင်ပြစ်တံတွေကတော့ကြားလိုက်ရက်လိုက်ပင်လက်နက်ကြီးကတော့ပုံမှန်ထူတဲ့စစ်တပ်ဝင်လာတော့ကအမြောက်ကားနှက်စီပါလာတာလည်းတွေ့တယ်။ဟောင်ဝစ်စာရီကအဲ့ဒါတွေအခုအထိုင်ချဖို့လုပ်နေတယ်လို့ဆက်ပြောပါတယ်။မိုးကုတ်မြို့အနီးဝန်းကျင်မှသာမကမိုးမိတ်သွားရလမ်းကြောင်းတွေမှာပါဒေါ်လာရေးအင်အားစုတွေနဲ့စစ်တပ်တို့တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီးမိုးကုတ်မြို့အတွင်းမှာတော့ TNL တပ်ဖွဲ့တွေကတော့မတွေ့ရတော့ဘူးလို့ဒေသခံအချို့ကပြောပါတယ်။ ဆက်လက်ပြီးတောင်တကုံစစ်မှုထမ်းစရင်ဖွဲ့လူငယ်စဲဦးကိုအိမ်ထဲထိဝင်ဖမ်းနေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့တောင်တကုံမြို့တေ54ဒိုးချက်ရက်ကွက်အတွင်းရှိစစ်မှုထမ်းစရင်ဖွဲ့လူငယ်စဲဦးကိုစစ်အုပ်စုကအိမ်ထဲထိဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။၎င်းတို့ကိုစစ်မှုထမ်းစရင်အတိုင်းအိမ်ထဲထိဝင်ဖမ်းခြင်းအားနိုဝင်ဘာ29ရက်ညတွင်စေအုပ်စုဝင်တို့ကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်စကောက်နဝက်ထံကသိရပါတယ်။ရက်ွက်ယုံမှတညထားပြီးမနက်မှမျိုးနယ်ယုံပို့လိုက်တယ်လို့သိရပါတယ်။ ပါသွားတာဆက်ရောက်ဝင်းကျင်လို့သိရတယ်ဗျာအသေးစိတ်ကိုတော့စုံစမ်းဆဲပါပြဟုရန်ကုန်စကောက်နဝက်မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါတယ်နိုဝင်ဘာ24ရက်မှ30ရက်အတွင်းရန်ကုန်မြို့၌မတရားဖမ်းဆီးခံရသူ22ဦး၏ဖြစ်စဉ်ကိုသိရှိရပြီးရေတို့အနက်လမ်းဘေးထိုင်နေစဉ်နဲ့လမ်းပေါ်သွားလာနေစဉ်ဖမ်းဆီးခံရသူ9ဦးရှိကြောင်းရန်ကုန်စကောက်နဝက်ကရှင်းလင်းဒီဇင်ဘာ1ရက်မှထုတ်ပြန်ပါတယ် စစ်မှုထမ်းစရင်အတိုင်းအိမ်내ထိဝင်ဖမ်းလာလို့ကြတော့ရန်ကုန်မှာအထူးသဖြင့်တောင်တကုံတို့လိုမျိုးစုံကစည်ရန်ရန်ပါပြီးဝေမပေးနိုင်တဲ့သူတွေကိုအတိအကလောက်တာဟုရန်ကုန်မြို့ရဲတရင်ရင်မြစ်ကဆိုပါတယ်။နိုဝင်ဘာ24ရက်မှာ30ရက်အတွင်းရန်ကုန်မြို့၌ထောင်ရှိဆန္ဒပြသဖြင့်ဖမ်းဆီးခံရသူတအူးမဲဆွဲဆိုင်ဖုတ်ဖြတ်စည်းပေးဟုဆိုကာဖမ်းဆီးခံရသူနှစ်ဦးနဲ့အုပ်ချုပ်ရေးမှုယုံတဲ့ချုပ်နှောင်ခံထားရကြောင်းသိရသူနှစ်ဦးလိုရှိကြောင်းရန်ကုန်စကောက်နက်ဝက်ကထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးစစ်ကောင်မရှင်ကနေပြည်တော်နှစ်တိုင်းသုံးတိုင်းတွင်အယက်သားများကိုဥတီတိုက်ခိုက်မှုပုံမလုံးဆောင်လာလေးလာတွင်အယက်သား284ဦးသေဆုံးခဲ့ပြီးစကိုင်းတွင်အများဆုံးဖြစ်လာတဲ့ဆွေတရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်မရှင်သည်၎င်းတို့ထိန်းချုပ်ရာနေပြည်တော်ရန်ကုန်အပအဝင်ခုခံတော်လှန်မှုအကောင့်သောစကိုင်းနှင့်မကွေးတိုင်းတို့တွင်စည်ရေးပြစ်မှတ်များထံအယက်သားများကိုဥတီတိုက်ခိုက်မှုများကိုပြီးခဲ့တဲ့လေးလာတာတွင်ပုံမဖြူလို့လာကြောင်း ပြင်စမမန်တိုင်း PMCSGE သုတေသနစစ်တမ်းအရာတည်ရပါတယ်။စစ်ကော်မရှင်သည်ယခုနှစ်ဇူလိုင်1ရက်မှအောက်တိုဘာ31ရက်ထိလီလာတာအတွင်စစ်ရေးပြတ်မှတ်မဟုတ်သည့်စစ်ဆောင်ပြည်သူများစာတင်ကြောင်းများနှင့်စီကံစသည့်တို့ကိုဥတီတိုက်ခိုက်သည့်ပြင်အရတအများပြထိခိုက်သေးဆုံးခဲ့ရပြီးသကိုင်းတိုင်းတွင်အများဆုံးကျူးလွန်ထားကြောင်းသိရပါတယ်။ဒေါ်လာရေးအကောင့်ပြီးနေပြည်တော်ဆူမိုးထားတဲ့နေရာတွေကိုရွေးကောက်ပွဲလုပ်နိုင်ဖို့မြေပြင်စစ်ကြောင်းထုတ်ပြီး နေမြေပြန်ယူတာတွေပိုလောက်လာတယ်ပြီးရင်အဲ့ဒီနေရာတွေကိုရွေးကောက်ပွဲနေပြီးလုံခြုံရေးခိတ်စသဖြင့်အထိုင်ချတက်ဆွဲလိုက်တာမျိုးဟု PMCSGE တာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ်စစ်ကောမရှိ၏လေချောင်းလက်နက်ကြီးပြစ်ခတ်တိုက်ခိုက်ခြင်းကြေးရွာများကိုစစ်ကြောင်းထုံမီးရှို့ဖျက်ဆီးခြင်း စသည်တို့ကြောင့်အယက်သားအမျိုးသား249ဦးနှင့်အမျိုးသမီး35ဦးစုစုပေါင်း284ဦးသေဆုံးကရင်းအရေးအတွက်သည်အတီးပြုတ်ခောက်ယူနိုင်သောပမာဏသာဖြစ်ပြီးမြေပြင်၌ပို၍များနိုင်ကြောင်းသိရပါသည်။ထို့ပြင်ဆီယာဇဝဲမှုလူခွင့်ရေးချိုးဖောက်မှုယာဇဝဲမှုများကိုလည်းစစ်ကောမရှင်နှင့်လက်အောက်ခံပြုစော်တီရက်ကြီးအဖွဲ့များမှကျူးလွန်နေပြီးသကိုင်းတွင်189ကျိန်၊ရန်ကုန်တွင်82ကျိန်၊နေပြည်တော်တွင်38ကျိန်နှင့်မကွေးတွင်17ကျိန်စုစုပေါင်း319ကျိန်ရှိကြောင်း PMCST ထံမှသိရပါသည်။ ပြင်စမမန္တလေးအနေဖြင့်နေပြည်တော်နှင့်တိုင်းသုံးခုရှိ ခရိုင်ဆယ်ကူမြို့နယ်36ခုတို့ကိုစစ်တမ်းခောက်ယူရာတွင်ဖြစ်စဉ်ပေါင်း398ခုအားမှတ်တမ်းတင်ထားနိုင်ပြီးအရက်သားများကိုဦးတည်တိုက်ခိုက်မှု353ကြိမ်နှင့်စစ်ရေးပြမှတ်44ကြိမ်ပါဝင်ကစစ်ကော်မရှင်က319ကြိမ်အထိကျူးလွန်ထားခြင်းဖြစ်ကြောင်းသိရပါသည်ရှင်ပြင်းဒေါ်လာရေးတက်ဖွဲ့များနဲ့အမည်မသိအဖွဲ့များလည်းကျူးလွန်နေပြီးစစ်ကော်မရှင်ကျူးလွန်သည်319ချိန်အနက်14ချိန်သာစည်ရေးပြတ်မှတ်ဖြစ်နေတယ်လို့အရက်သားများအပေါ်ပြတ်မှတ်ထားလို့ဆောင်ရ၌ပေါ်တာဆွဲဖက်စီမှုအစည်းအဝေးစစ်ဆေးမှု စီနင်းမီရှို့မှုများလည်းကျင့်သုံးလျက်ရှိကြောင်းသိရပါတယ်။စစ်ကောမရှင်သည်ပြီးခဲ့တဲ့လေးလတာအတွင်းပေါ်တာဆွဲဖန်စီမှု58ကြိမ်ရှိခဲ့ပြီးဇကိုင်းတိုင်းရှိ၎င်းတို့ထိန်းချုပ်ရာဇကိုင်းမုံရွာမြို့မှုနဲ့ကလေးမြို့နယ်တို့တွင်53ကြိမ်အထိအများဆုံးဖြစ်ပွားခဲ့တယ်လို့ရန်ကုန်၌3ကြိမ်နေပြည်တော်တွင်2ကြိမ်ရှိကြောင်း PMCSGE သုတေသနစစ်တမ်းအရသိရပါတယ်။ ထို့ပြင်အစည်းအဝေးစစ်ဆေးမှု53ကြိမ်ရှိပြီးရန်ကုန်တွင်42ကြိမ်နှင့်နေပြည်တော်၌17ကြိမ်ဖြစ်ကာအစည်းအဝေးစစ်ဆေးမှုနှင့်အတူစစ်ကော်မရှင်တပ်နှင့်လက်အောက်ခံပြုစော့ထီများသည့်ပြည်သူ18ဦးအောင်ဖမ်းဆီးခဲ့သလိုဝေကြီးများတောင်းခံခြင်းစစ်မှုထမ်းခေါ်ဆောင်ခြင်းများလည်းလှုပ်ဆောင်နေကြောင်းသိရပါသည် ဆက်လက်ပြီးစာလင်ကြီးမြို့နယ်ရေခါရွာအနီးတိုက်ပွဲဖြစ်ပွားပြီးစစ်သား၃ဦးသေဆုံးစစ်တပ်ကအမျိုးသမီးတအုပ်အပါအဝင်ဖြစ်သူ၁၂ဦးကိုဖမ်းဆီးတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းစာလင်ကြီးမြို့နယ်ရေခါရွာအနီးတိုက်ပွဲဖြစ်ပွားပြီးစစ်သား၃ဦးသေဆုံးကစစ်တပ်ကအမျိုးသမီးတအုပ်အပါအဝင်ဖြစ်သူ၁၂ဦးကိုဖမ်းဆီးသွားကြောင်းဒေသရင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ30ရက်နေ့ညပိုင်းတွင်စာလင်ကြီးမြို့နယ်ရေခါရွာအနီးအကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်သား3ဦးသေဆုံးခဲ့ကြောင်းတိုက်ပွဲတွင်သေဆုံးသွားသောစစ်သားအလောင်းတစ်လောင်းကိုလည်းတော်လှန်ရေးတပ်ဖွဲ့များကမိသေချိုပေးခဲ့ကြောင်းသိရပါတယ်။စာလင်ကြီးကစစ်ခွေးစစ်တောင်းကမဏိကညပိုင်းကရေခါရွာနာကိုရောက်လာလို့တိုက်ပွဲဖြစ်တာလို့သိရတယ်။တိုက်ပွဲတွင်မှာစစ်ခွေး3កောင်တည်တယ်လို့သိရတယ်။ PDF ရဲဘော်2ဦးလည်းမစိုးရိမ်ရထိုင်ရရတယ်လို့ကြားတယ်။ စစ်ခွေးတလောင်းကိုလည်း PDF ရဲဘော်တွေကမိသချိုပေးလိုက်တယ်ဟုဒေတာရင်းသတင်းရင်းမြစ်ကသတင်းဌာနကပြောကြားပါတယ်။ထို့ပြင်နိုဝင်ဘာလ28ရက်နေ့နနေ့အစောပိုင်း9နာရီခန့်ကလည်းစာလင်ကြီးမြို့နယ်ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းဝမ်ပေါင်ကုမ္ပဏီမှစာလင်ကြီးမြို့ပေါ်ကိုထွက်လာတဲ့အင်အား130ဝန်းကျင်ခန့်ပါအကြံဖက်စစ်တပ်စစ်ကြောင်းသည်ရေခါရွာအဝင်တွင်ပြည်သူ10ဦးဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ30ရက်တွင်လည်းစာလင်ကြီးမြို့ပေါ်ရှိလမ်းစုံတွင်ဆိုင်ကယ်များစစ်ဆေးနေချိန်အမျိုးသားတအုပ်နှင့်အမျိုးသမီးတအုပ်ကိုလည်းထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်။ လက်ရှိချိန်တွင်အချမ်းဖက်စစ်တပ်ဖမ်းဆီးထားသောပြည်သူဆက်နက်ဦးကိုမြည်သည့်နေရာ၌ထားရှိသည်ကိုမသိရှိရသေးကြောင်းထိုအချမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်မတီတန်းရွာ၊ချမ်းဖူရွာ၊ချမ်းလေရွာ၊စာထုံးရွာ၊ပိုင်တောင်ကြီးရွာ၊ကြောင်မော်ရွာ၊ဒူးထောက်ရွာ၊ရှေခါရွာအပါဝင်ခြေရွာဆဲရွာမှပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည် နိုဝင်ဘာလ28ရက်နေ့ကဝမ်ပေါင်ကုမ္ပဏီကနေစာလင်ကြီးမျိုးပေါ်ကိုသွားမဲ့စစ်ကြောင်းလို့သိရတယ်။စစ်ခွေးအင်အားကတော့ခန့်မှန်းကြီး130ဝန်းကျင်လောက်ပါမယ်ထင်တယ်။လမ်းမှာဖြီသူ100ဦးကိုဖမ်းသွားတာ၊ရေခါးရွာတဲ့အဝင်မှာထွေးလို့ဖမ်းသွားတာ။အခုထိတော့ပြန်မလွတ်သေးဘူး။အမျိုးသားတွေကတော့ထေချပေါက်ပါတယ်။အမျိုးသမီးတွေပါတာတော့မကြရဘူး။ခွေးစစ်ကြောင်းစာလင်ကြီးမျိုးသွားရင်ဖမ်းသွားတာပေါ်တာဆွဲဖမ်းဆီးသွားတာ။ ဝမ်ပေါင်ကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကြောင့်ကျေးရွာဆေးရွာကပြည်သူတွေတိန်ရှောင်နေရတယ်။မကြီးတန်းရွာ၊ထန်းပူရွာ၊ထန်းလေရွာ၊စာထုံးရွာ၊ပိုင်းတောင်ကြီးရွာ၊ကြောင်မော်ရွာ၊ဒူးထောက်ရွာ၊ရေခါရွာအပါအဝင်အနီးနားကျေးရွာဆေးရွာဝင်းကျင်ခန့်ကတော့အနည်းဆုံးရှိတယ်။ညကဆိုလေပြေးလိုက်လွှားလိုက်နေရတာပဲ။စစ်ရှောင်ပြည်သူအရေးအတွက်တော့ခံမှန်းချီမှန်းလို့မရဘူး။အခုစစ်ကြောင်းညင်နေတော့ဆေးရွာကပြည်သူတွေကအခုလောလောဆယ်ပြေးလိုက်ပြန်လာလိုက်နေရတာ။အခုစစ်ကြောင်းကစားလင်းကြီးမြို့ရောက်သွားပြီ။ ညာရောနေရောကင်းပတ်တာတွေမျိုးတွေကလူတွေဖမ်းတာတွေစစ်ဆေးတာတွေရှိတယ်ဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်။